တနင်္လာရီတိုင်းဒေသကြီးရဲ့ဝင်းကြီးချုပ်ဒေါ်လဲလဲမော်နဲ့တွေ့ဆုံမိမြန်ကန်ကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။အမျိုးသမီးဝင်းကြီးချုပ်တယောက်ရဲ့စိန်ခေါ်မှုတွေနိုင်ငံရေးသမားဆရာဝန်တယောက်ရဲ့ဥချုပ်ရေးအတွေ့အကြုံတွေနဲ့မိသားစုဘဝစတာတွေကိုအခုတွေ့ဆုံမိမြန်ကန်မှာပို့ပွင့်လဲလဲပြောပြထားပါတယ်။မင်္ဂလာပါရှင်။ ဟုတ်ကဲ့မင်္ဂလာပါသမီးဟုတ်ကဲ့ဟိုပါเนาะပထမဆုံးအနေနဲ့ပါเนาะမြစည်းချုပ်ကြီးကိုဟိုပါเนาะအခုလိုမျိုးမြစည်းမကိုအချိန်ပေးရတဲ့အတွက်ကြောင့်မလို့ကျေးဇူးတင်တယ်လို့ပြောပြရစီရှင်ဟုတ်ကဲ့ပထမဆုံးမေကွန်ကအခုပါเนาะမြို့သားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရတက်လာပြီးတဲ့နောက်မှာပါเนาะအခုဆိုလို့ရှိရင်အချိန်ကာလအနေနဲ့6လရှိသွားပြီဆိုတော့ဒီတင်းတင်းသားကြီးတိုင်းဒေသကြီးအတွက်ပါเนาะဟိုဒီအခု6လအတွင်းမှာလှုပ်ဆောင်ခဲ့ရတဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့ဘာတွေလှုပ်ဆောင်ခဲ့လဲပေါ့เนาะအဲ့ဒါလေးနည်းနည်းရှင်းပြပေးပါဦး တနင်္သာရီတိုင်းဒေသကြီးအတွက်ကတော့ပေါ့နော်ပထမဆုံးအမတို့အစိုးရတက်လာတော့အဲနိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ကဘာလို့လမ်းညွှန်ပြတာလဲဆိုတော့ तू ကဟိုပေါ့နော် infrastructure ဖြစ်တဲ့ဟိုပေါ့လက်စင်မီလမ်းနောက်ပြီးလုပ်ကန်ခွင်လမ်းဆိုပြီး तू ကအဲ့လိုမျိုးဟိုအရာချမှတ်ခဲ့ပေါ့နော်ကိုတိုင်းဒေတာထဲမှာအဲလမ်းနေကောင်းအောင်လိုရမယ်အဲလှက်စစ်မီရအောင်ဈေးပေါ်ပေါ်နဲ့ရအောင်ပေါ့နော်လုပေးရမယ်နောက်တစ်ခုကအဲကိုတိတာမှာရှိတဲ့အဲပြည်သူတွေလောက်ကန်ခွင်လမ်းဟို ပို့ပြီးတော့မှဖွံ့ဖြိုးတိုးတက်အောင်လုပ်ပေးရမယ်ဆိုတဲ့ဒီမူဝါဒ၃ရက်နဲ့မအားတော့စပြီးလုပ်ခဲ့တာပေါ့နော်အဲတနင်္သာရီတိုင်းမှာလမ်းကတော့ ဟိုဘာပဲပြောပြောအခြေအနေဟိုမဆိုးဘူးလို့ပဲပြောရမယ်အကောင်းနေဆိုလည်းမဟုတ်ဘူးပေါ့နော်မဆိုးဘူးဆိုရဲလမ်းအခြေအနေမှာရှိတဲ့အတွက်ကြောင့်လှက်စစ်မိရတော့အခုမဟာတာအလိုက်ရလှက်စစ်မိမရှိဘူးတနေ့တိုင်းတည်းရသူကတစ်ခုနဲ့တစ်ခုဆက်သွယ်ဖို့ခက်တဲ့အတွက်ကြောင့်မွန်ပြည်နယ်နဲ့တနေ့တိုင်းတိုင်းကြားထဲမှာမဟာတာအလိုက်ရဆက်ထားတဲ့မရှိဘူးမရှိတဲ့ကြောင့်လှက်စစ်မိနေနေနေခက်ခဲဖြစ်တယ်အဲနောက်တစ်ခုကခုနကလောက်ကင်ခွင်လန်းပေါ့နော်လောက်ကင်ခွင်လန်းဆိုတာကလည်း ဒေတာဖို့မျိုးတွတ်တက်မှာလောက်ကိုင်းနေများရှိမှာလေအဲနောက်ဒုတိယတစ်ခုကတော့လှည့်စစ်မီးနဲ့လည်းပတ်သက်နေတာပေါ့လှည့်စစ်မီးမရှိရင်ဒေတာဖို့မျိုးတွတ်တက်မှုအားနေတယ်အဲဒီအတွက်ကြောင့်မလို့မတို့အဲစဟိုပေါ့နော်ဟိုနေရာရတွေကမတို့လှည့်စစ်မီးရရှိအောင်လည်းကြိုးစားပြီးလုပ်လုပ်ပါတယ်နောက်ပြီးတော့ဟိုပေါ့ small and medium စီးပွားရေးလုပ်ငန်းတွေဖို့မျိုးတွတ်တက်ဖို့လည်းလုပ်တယ်အဲနောက်ပြီးတော့မတို့မှာတော့တနင်္သာရီတိုင်းမှာခရိုင်၃ခရိုင်ရှိတယ်တော်ဝက်ခရိုင်ဘိတ်ခရိုင်ကောတောင်ခရိုင်ပေါ့နော်ခရိုင်၃ခရိုင်မှာသူနဲ့လိုက်လျောညှိထွေတဲ့စီးပွားရေးလုပ်ငန်းတွေဖို့မျိုးတွတ် က်လာဖို့အတွက်မအားတို့ကြိုးစားပြီးလုပ်ပါတယ်ဟုတ်ကဲ့ပါအခုလိုမျိုးဒီပေါ့နော်ဒီအဓိကအချက်၃ချက်ကိုဦးစားပေးပြီးလုပ်တဲ့အခါမှာကိုယ်အနေနဲ့အားရကျင်နေမှုဘယ်အရာတွေမှာရှိလဲဘယ်အရာတွေမှာအားရကျင်နေမှုမရှိသေးဘူးလဲနောက်ထပ်အခက်အခဲတွေကဘာတွေရှိမလဲပေါ့နော်အခုလိုလုပ်ရတဲ့အခါမှာ အားရကျိနှဲမှုကတော့လမ်းနေတော့မားတို့ကောင်းအောင်တော့တော်တော်လေးကိုလှုပ်ပေးနိုင်ခဲ့ပါတယ်မားတို့ဆိုရတဲ့လက်ထက်မှာလေအလမ်းနေရဲ့အည်သွေးတွေမြင့်တက်လာအောင်မားတို့ကိုယ်တိုင်ပဲအဲမားဆိုတိတ်တောခေါင်တဲ့နေရာလွဲလို့ပေါ့နော်ဒီလိုမျိုးအဲကားလမ်းနဲ့ရောက်ပေါက်များတဲ့နေရာတွေဒီမားကိုယ်တိုင်လိုက်စစ်ကြည့်ရဲအဲလမ်းနေတိုးချဲ့တဲ့နေရာတွေမှာလဲအဲသူတတ်မှတ်ထားတဲ့ပေး ဟိုပြေအောင်တိုးချဲ့ဖို့ရအောင်မတော့ဆစ်ဆေးတယ်။နောက်လမ်းနေလမ်းတလမ်းပဲဖြစ်ဖြစ်အိမ်တစ်ဆောင်ပဲဖြစ်ဖြစ်အတိတ်ကတော့အောက်ခံရမယ်လေ။အောက်ခံမှာကောင်းအောင်အည်သွင်းအည်သွေးရှိအောင်မတော့ဆစ်ဆေးတယ်။အဲလမ်းနဲ့ပတ်သက်လို့တော့မတော့ဂျင်းနေပါတယ်အားရပါတယ်။ဒါပေမဲ့လျှက်စစ်မီနဲ့ပတ်သက်လို့တော့နည်းနည်းစိတ်ခုံမှုရှိရဲမတော့စီမှာလေ။ဟိုမဟာဒါအလိုက်မရှိတော့အပြည်သူတွေကတယူနစ်ကို90နဲ့လျှက်စစ်မရအောင်။မရတော့ဒီမှာ gas ထွက်တယ်။ဒါပေမဲ့ gas ဆိုဈေးကြီးကြီးနဲ့မတော့ပေးဝယ်ရတယ်။ဒီ gas ကနေပြီးလျှက်စစ်ထုတ်တဲ့အနိ ီးပညာတွေလည်းရမ်းမြင့်ပါတယ်အဲ့ဒီတကြောင်ဆက်တီကိုလည်းမာရုံငှားရတဲ့အတွက်ကြောင့်လျှက်စစ်ကတော့အခုလောလောဆယ်မှာ300အဲတယူနစ်ကို300ရှိနေတဲ့ကြောင့်နိုင်ငံသားပဲဖြစ်ဖြစ်ပြည်တွင်းမဲ့ဖြစ်ရင်းနှီးမြှုပ်နှံမှုတွေတော့နည်းနေသေးတာပေါ့ဒါမှမဟုတ်စိတ်ခေါမှုပေါ့နော် ဒီရောက်တယောက်ဆိုတယ်ပေါ့နော်ဒီជីမရဲ့တာဝန်လည်းထမ်းဆောင်ရတာပါတယ်ပေါ့နော်နောက်ပြီးတော့ဒီအမျိုးသမီးတယောက်လည်းဖြစ်တယ်ဆိုတော့ကိုလှုပ်ရတဲ့အခါမှာကိုရဲ့လုပ်ငန်းတာဝန်တွေလှုပ်ရတဲ့အခါမှာရောနောက်ပြီးတော့ဟိုအခြားသူတွေနဲ့ဒီပေါ့နော်အလုပ်လုပ်ရတဲ့အခါမှာရောဘလို့အခက်အခဲတွေစိန်ခေါ်မှုတွေရှိသေးဟိုကိုရဲ့လုပ်ငန်းအပေါ်မှာအခက်အခဲစိန်ခေါ်မှုအပြင်အမျိုးသမီးတယောက်ဖြစ်တဲ့အတွက်ကြောင့်မလို့ပို့ပြီးခက်ခဲရှိလားအဲ့ဒါလေးလည်းနည်းနည်းပြောပြပေးပါဦး မတော်ဒေတာမှာတော့အလောက်ကြီးတော့အမျိုးသမီးတယောက်အနေနဲ့တော့ခက်ခဲမရှိပါဘူးအကြီးကျယ်ကျယ်ခက်ခဲတော့မရှိဘူးပေါ့နော်အဲဒါပေမဲ့ဘာခက်ခဲလေးနည်းနည်းရှိလဲဆိုတော့မတော်ကမအငငယ်တည်းကဆရာဝန်လုပ်တယ်အသက်26နှစ်တည်းကဆရာဝန်ဖြစ်ပြီးတော့ဆရာဝန်ဘွားမှာပဲကျင်လည်နေတဲ့လူဆိုတော့လေဟိုအုတ်ချုပ်ရေးဘိုင်းနေနဲ့ပတ်သက်လို့အားနေတယ် အဲဒါအမှန်တိုင်းပဲပြောဒီနိုင်ငံရေးသမားဘွားတော့ကလည်းအုပ်ချုပ်ရေးပိုင်းဆိုင်ရာမှာတခါမှလည်းမလေ့လာခဲ့ဘူးတို့ရဲ့နိုင်ငံရေးသမားပဲတို့ရဲ့ဒီမိုကရေစီကိုသဘောကျလို့လုပ်တယ်ဆိုပြီးမှပရဟိတလုပ်ငန်းလုပ်များတယ်အရင်တော့ကလည်းလေအနိုင်ငံရေးလည်းလုပ်တယ်ပရဟိတလုပ်ငန်းဆိုအဲ့လိုပေါ့အနေတွေသွားတယ်အခမဲ့ဒီကျမိုင်ဆောင်းဆောင်မှုတွေပေးတယ်အဲ့လိုမျိုးယူရတယ်မာမိသားစုလိုက်သွားပြီးတော့မတော့အမှနေတယ်အဲသူတို့ health education တွေပေးအဲ့လိုမျိုးလုပ်လာလို့ဆိုအုပ်ချုပ်ရေးပိုင်းနဲ့ပတ်သက်လို့အားနည်းချက်တည်းရှိတယ်ဒါမှလည်းအမြဲတမ်းပဲဝန်ခံပါတယ်အုပ်ချုပ်ရေးဆိုတာ ာခုမှစပြီးလေးလာရတဲ့ဘာသာရပ်တစ်ခုဖြစ်နေတော့လေအဲအဲ့ဒါနဲ့ပတ်သက်လို့တော့နည်းနည်းအခက်အခဲတွေရှိတယ်ဒါပေမဲ့လို့တဖြည်းဖြည်းတဖြည်းဖြည်းလေးလာမှုအကောင်းလာတော့လေအဆင်တော့ပြေပြေးလာပါတယ်ပို့ပို့ပြီးတော့တိုးတက်လာပါတယ်ကိုကိုခံယူရတာပေါ့နော်အရင်တော့ဥပမာဒီကိစ္စတစ်ခုမမြင်ရပိုင်ဆိုင်မှုဆိုရင်မအားတော့နားမလည်ခဲ့ပေမယ့်ခုတော့တဖြည်းဖြည်းလုံရင်းနဲ့တော့နားလည်လာပါတယ်မိသီးချုပ်အနေနဲ့စပြီးတော့တာဝန်ပေးရလို့သိလဲရတဲ့အချိန်မှာဟိုဘယ်လိုခံစားရလဲအဲ့အချိန်မှာစိုးရိမ်မှုရှိတာစိုးရိမ်မှုရှိရဆိုအဓိကဘယ်လိုအချက်တွေကိုစိုးရိမ်ခဲ့လဲ ờ, ông nhị châu tiệu ဖြစ်ရမယ်ဆိုပြီးမကောမတကယ်ကိုမယုံခဲ့ပါဘူးမှန်တိုင်းပဲပြောတယ်ဟိုတခြားမျိုးသားနိုင်ငံရေးသမားတယောက်ကဝန်ကြီးချုပ်ဖြစ်မယ်လို့မတော်စိတ်ထဲမှာထင်မြင်စတာပေါ့နော်အထင်မြင်စပြီးကျမကတော့ရိုးရိုးအတိုင်းလွှတ်တော်ကိုစလဲဒါမှမဟုတ်လို့ရှင်လဲသူတို့ပေးခြင်းလဲလူမှုရေးဝန်ကြီးကိုကတော့ဟိုကျမကြီးနဲ့ပတ်သက်နေတယ်ဆိုတော့လေအဲ့လောက်ပဲပေးမယ်လို့မအနေနဲ့ခံယူတာပါအဲဒါပေမဲ့တကယ်တမ်းဖြစ်သွားတဲ့အခါကျတော့လေအဲကို့ကိုပေးလာတဲ့ကို့ပါတီကကို့ကိုယုံကြည်စိတ်ချလို့ပေးလာတဲ့တောင်းတော့တတ်နိုင်ဆုံးခြေပြောင်းဆော င်ရွက်မယ်လို့တော့စိတ်ထဲမှာကူးမိပါတယ်ဒါပေမဲ့လို့အဲကျွန်မအစိုးရမိတာကအရင်အစိုးရနဲ့အဲကျွန်မတို့အစိုးရနဲ့ကြားထဲမှာပေါင်ကူတရားမရှိဘူးလေပေါင်ကူတရားမရှိဘူးဆိုတာနိုင်ငံအခုတနိုင်ငံမှာအတယောက်နဲ့တယောက်ဟန်နိုဗာဆိုတာရှိမှမရှိတာဟန်နိုဗာမရှိဘူးဆိုတော့မအစိုးရိမ်တာကတော့ဟိုဘက်က ပေါ့နော်ပြဿနာတွေမအားရဘက်မှာလာပြီးပုံမှာကြောက်တယ်။နောက်ပြီးတော့ပြည်သူတွေရဲ့ဟိုပေါ့နော်အမလို့အမရဖြစ်မှုတွေကိုခန်းစားမှာကြောက်တယ်ဒါပါပဲ။ကျန်တာတွေကတော့စ조사ရင်စ조사တယ်လို့တော့ဖြည့်ရှင်းလို့ရမယ်လို့ထင်ပါတယ်။ဟုတ်ကဲ့အခုချိန်မှာရောကိုလုံနေရတာနဲ့ပတ်သက်ပြီးတော့ အားရကျင်နေမှုရှိလားဟိုအခက်ခဲတွေရောဟိုဘာနော်အခုနခုနပြောသူမျိုးကိုမမျှော်လိမ့်မယ်နဲ့ဒီတာဝန်ထမ်းဆောင်လိုက်ရတဲ့အခါကျတော့ဘာနော်အခြားအခက်ခဲတွေရောဘယ်လိုရှိနိုင်ရှိသေးလဲစိတ်ခုံမှုတွေကတော့မျိုးသမီးတယောက်တည်းအများကြီးပေါ့နော်အများကြီးဆိုတာမားတို့ကလည်းတခါမှဟိုမအစိုးရလုပ်လုပ်ကို7နှစ်လောက်တော့လုပ်ဘူးတယ်စိတ်ယုံမှဟိုစိတ်ယုံအုပ်ဒီပိုင်တော့ဖြစ်ခဲ့ဘူးတယ်ပေါ့နော်ဒါမဲ့လို့ကိုစိတ်ယုံကလူကနည်းနည်းလေးပဲလေဒီမှာထွေအုပ်တွေရောဘာတွေရောတခြားတိုင်းနဲ့ဟိုဌာနတွေအများကြီးကိုအုပ်ချုပ်ရတဲ့အခါကျတော့လေတော်တော် ်လေးတော့ခက်ခဲဖြစ်ပါတယ်စပြီးတော့လုံဝင်တဲ့ချိန်မှာအားလုံးကိုနားမလည်တဲ့အတွက်ကြောင့်ပေါ့နော်တော်တော်လေးကိုကြိုးစားပြီးတော့နားလည်အောင်ကြိုးစားရတယ်နောက် rules and regulation တွေလည်းပြန်ပြီးတော့ဖတ်ရတယ်မအားရနိုင်ငံရေးတမာဒီမိုကရေစီအဲစနစ်ကိုရန်နှစ်သက်မြန်နိုးလို့ဟိုငငယ်တွေကပေါ့နော်ကြောင်းတက်တရားဒီလိုမျိုးဟိုကြိုက်တဲ့အတွက်ကြောင့်လေးလာလိုက်စားရုံမျှပဲနိုင်ငံရေးဟိုလေးလာလိုက်စားတဲ့လူဘဝကနေပြီးတော့ဒီအုပ်ချုပ်ရေးတာဝန်ယူရတယ်ဆိုတော့ခက်ခဲရတော့အများကြီးရှိပါတယ် ဟင်းကြီးချုပ်ရဲ့နောက်ွယ်ရာ life ကိုလည်းအခြားသူတွေကစိတ်ဝင်စားမှာပဲဆိုတော့လေအရင်ဆုံးပါเนาะမိသားစုအကြောင်းလေးနဲ့ပြောပြပေးပါအောင်ခုနကတော့သမီးလေးအကြောင်းတော့ပြောပြထားတာရှိတာပါเนาะတန်းသမီးလေးယောက်ရှိပါတယ်ကျမတို့အောင်ငယ်ငယ်လေးတွေကအကြောင်းသူ့ဘဝတွေကအိမ်တောင်ကြာခဲ့တယ်ဆိုတော့ကျမမျိုးသားလေးနိုင်ငံရေးသမားပါပဲအဲနိုင်ငံရေးသမားချင်းချင်းအိမ်တောင်ကြာခဲ့တယ်ဆိုတော့လေအဲ့တော့ဟိုပေါ့ကလေးနှစ်ယောက်ကတော့ရန်ကုန်မှာပါရန်ကုန်မှာတယောက်ကဆရာမမှာ ရန်ကုန်တိုင်းအကမှာလို့လုပ်ပါတယ်အကြီးဆုံးကတော့ PE ပါသူကတော့သူ့ကိုယ်ပိုင်စီးပွားရေးပဲလုပ်ပါတယ်အကြောင်းပြီးရအဲတတိယကလေးကတော့ဒီမှာကျွန်မနဲ့အတူတူရှိပါတယ်အဲသူကတော့ဟိုဥစားတောက်တက်နေတာပေါ့နော်ဟိုကွန်ပျူတာတက်ကတော့တက်နေပါတယ်အငယ်ဆုံးကတော့ကုနာ၁၀တန်းပါဟုတ်ကဲ့ဆိုတော့ဟိုလေအမျိုးသားကလည်းဟိုဟာကိုယ်လိုပဲနိုင်ငံရေးသမားပဲဆိုတော့ဇာတုတောင်းဝင်နေရတစ်ဖက်ဒီလိုမျိုးမိသားစုကလည်းရှိတယ်ဆိုတော့လေဘယ်လိုမျိုး balance လောက်လဲမိသားစုကိုအချိန်ပေးတဲ့ပုံစံလေးနဲ့အလုပ်တောင်းဝင်နဲ့အဲ့လိုမျိုး ဟုတ်ဟာတယ်နည်းပြပြမယ်။ဘောနေမော်နော်ကိုမိသားစုကိုလည်းချိန်တော့ပေးရတယ်လေ။ဟိုမမျိုးသားအရင်တော့ကလည်းအဲ့လိုပဲနိုင်ငံရေးတမဘောကနေပြီးတော့ဟိုကျမကြီးနည်းနည်းမကောင်းဖြစ်တာပေါ့နော်။မတော်ရွယ်တူပါပဲ။ဟိုမျိုးသားနဲ့မှလည်းရွယ်တူပဲ။ဒါပေမဲ့ तू ကမထက်ကျမကြီးညံ့နေ။ကျမကြီးညံ့နေဆိုတာအဲ तू ကသူတို့ကအရင်တော့ကចောင်းသားဘောကနဲ့တော့ခုတာတွေပါလေလောက်ခဲ့တော့လေ။နည်းနည်းလေးခက်ခဲပင်ပန်းတဲ့ဘောတွေကိုဖျက်ဆီးခဲ့ရတော့နည်းနည်းလေးကျမကြီးညံ့တော့သူ့အတွက်လည်းကိုကချိန်ပေးပြီးတော့ ဟိုပေါ့နော်ပြည့်စုံဆောက်ရှောက်သွားတာပေါ့သူကအနှလုံးလေးတိတ်မကောင်းဘူးနှလုံးသွေးကြောချင်းယောဂရပါရဲ့ရှိတယ်အဲ့တော့သူ့အတွက်လဲကိုကဟိုဘာပဲဖြစ်ဖြစ်ဟိုအချိန်ပေးပြီးတော့ပြည့်စုံပါတယ်အဲနောက်စားစရာတောက်စရာကြီးလဲသူနဲ့အဆင်ပြေတဲ့စားစရာမျိုးပေါ့နော်သူကသွေးကြောချင်းနဲ့ဆိုတော့စီတက်တွေပါရင်မပါဘူးအဲ့လိုမျိုးမပဲဥဆောင်ပြီးတော့ဟိုချက်ပြုတ်ပြီးပေးပါတယ်ဟိုကိုယ့်ရဲ့ဟိုအိမ်တောင်ရှင်မတယောက်ရဲ့ ဝတ္တရားကိုလည်းကြည့်ပြီးအောင်လုပ်ပါတယ်။အဲသူကလည်းမတို့ရဲ့လုပ်ငန်းတွေမှာလည်းနိုင်ငံရေးသမားဖြစ်တဲ့အတွက်ကြောင့်ပါဝင်ပြီးတော့တော့ချက်ညံနေပေးပါတယ်။ဒါပေမဲ့မမျိုးသားနိုင်ငံရေးသမားမှာအေးအေးတယ်မလို့မဟုတ်စကားလည်းမမြောက်တော့အေးစစ်စစ်နေတယ်အစာဖတ်ပြီးနေတယ်လို့မျိုးဆိုတော့လေ။ဒါပေမဲ့နိုင်ငံရေးနဲ့ပတ်သက်လို့ကတော့ ဟိုအကူအညီတွေပေးနိုင်ပါတယ်သူလည်းလေကိုကိုတိုင်းလည်းအခုဆိုလို့ရှိရင်ဒီပါနော်အမျိုးသမီးတယောက်လည်းဖြစ်တဲ့ဒီခေါင်းဆောင်လိုနေရာမျိုးမှာရှိနေရတယ်ဆိုတော့ကိုရဲ့မျိုးဆက်ကိုသမီးလေးကိုရောကိုလိုမျိုးဖြစ်လာအောင်လို့ဘယ်လိုမျိုးပြုစုပြောထောင်လဲအဲ့ဒါလေးလည်းပြပြပါအောင်ဒါကတော့သူတို့ဝါသနာပါမှပဲလှုပ်လို့ရတာပါသမီးရဲ့နိုင်ငံရေးသမားဆိုတာကတော့လေဟိုစိတ်ထဲမှာတော်တော်လေးကိုတော့ဟို sacrifice ဆိုတာပေါ့နော်ရင်းနှီးမြှုပ်နှံရပါတယ်အဲသူတို့ဝါသနာပါရင်တော့မအားရောမြေတောင်မြောက်ပေးဖို့ဆင်သင့်ပါပဲ အဲသူတို့ဝါသနာမပါရင်တော့မပြောတတ်ဘူးတော့ပေါ့နော်အဲသားတွေကတော့သိဝါသနာပါပုံမရဘူးသူတို့ပုံစံကြီးရလေအဲသမီးလေးကတော့အများရန်မေးတယ်အခုသူ့ကိုရန်ကုန်မှာចောင်းထားနေလေလေအဲမေမေဘယ်လိုလဲဒီမိုကရေစီဆိုတာအဲ့လိုပဲလားမေးဆိုတယ်မေကုန်းနေအဲရတော့သူ့အဖေနဲ့မနေရဝန်တာနေတယ်ဩဘာပဲဖြစ်ဖြစ်တို့မှဒီသမီးလေးတယောက်တည်းရှိတာနိုင်ငံရေးစိတ်ဝင်စားတယ်ဆိုပြီးတော့ပေါ့နော် ဟုတ်ကဲ့နောက်ပြောဒီပေါ့နော်မိသားစုဘွားမှာလဲကိုကဥဆောင်နေတဲ့သူတယောက်လို့ပြောလို့ရရပေါ့နော်နောက်ပြောဒီနိုင်ငံရေးလောကမှာရောဒီကိုကဥဆောင်နေတဲ့အခါကျတော့တခါတည်းကြတော့ရှင်ပေါ့နော်စိတ်သက်သာတာတွေရောရှိလားမမတို့ family life ပါလဲလေနိုင်ငံရေးသမားရဲ့ မိမဘွားနဲ့ဟိုခက်ခဲတွေအများကြီးရှိခဲ့ဘူးလေရင်းနေရလဲအဲသူကဘွဲတာရတယ်အဲ့လိုပဲလူလူလဲ့လဲ့နေဟိုပြေးတီပြေးဟိုသွားတီသွားဟိုမှာဟိုစထောင်ကြမှာကြောက်လို့ဟိုပြေးတီပြေးဘွားနဲ့ဆိုတော့လေမကတော့ကိုသားသမီးလေးနေပဲအဲ့လိုမျိုးဟိုဆက်ဆဲပေါ့နော်မျိုးသမီးဆိုတော့လေရင်းတော့ကတော့အဲ့လိုမျိုးပဲနေခဲ့ရတဲ့ဘွားဆိုတော့ဟိုဘွားထံတော့မတော်အများကြီးခံခဲ့ဘူးဗျာလေဟိုစိတ်တက်ကြတယ်ဆိုတာမျိုးကတော့တိတ်ပြီးတော့မရှိပါဘူးဟိုဘယ်လိုခေါ်မလဲစိတ်တက်ကြရင်လဲအာဟို မကတော့လေဒီမိုကရေစီကချွေးနှွေးညိနှိုင်းဖြေရှာတာပဲမစိတ်ထဲမှာကိုယ်စိတ်ထဲမှာတကူကူရမ်းခံစားရလို့ရှိရင်လေအဲဒီပေါ့ကိုနဲ့အခုအတူတူလုံးလုံးနေတဲ့ဖွဲ့သားတွေနဲ့မတော်တိုင်းမဲဆွေးနွေးတယ်။အာဒီကိစ္စတစ်ခုဖြစ်ပြီးဆိုပါစို့ဥပမာဒီကိစ္စတစ်ခုဖြစ်ပြီးဆိုလို့ရှင်တို့ဘလိုမျိုးဒီအခက်ခဲတစ်ခုကြော်ထွားဖြတ်တန်းရမလဲဆိုတော့မကတော့ဟိုဒီမိုကရေစီကျင့်စဉ်တိုင်းသွားပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီမိုကရေစီကိုမကတော့အရန်ဟိုပေါ့ဟိုအိမ်မက်မက်ခဲ့ကြတာလေ။ရန်တိုင်းဟို crazy ဖြစ်ကြတာဆိုတော့လေ ဒီမိုကရေစီကျင့်စရာလွဲသွားမှာကိုမှအရန်ကြောက်တယ်။အဲတော့ဝင်းကြီးဖွဲ့ရအောင်တခါတလေကြရင်အဲဝင်းကြီးတွေကနည်းနည်းလေးဘောနော်မဟိုဟိုပေါ့မွန်ကျုပ်ကဟို decision တခုချလို့ရရဲ့သားနဲ့ဆွေးနွေးညှိနှိုင်းတဲ့ဘက်ကိုရန်အာတန်နဲ့ဇောင်းပေးတယ်ဆိုပြီးပြောပါတယ်။ဒါပေမဲ့မတော့ပြောပါတယ်ဒီမိုကရေစီဆိုတာအဲတစ်ခေါက်ဆွေးနွေးလို့မရရင်နောက်တစ်ခေါက်နောက်တစ်ခေါက်မရရင်နောက်တစ်ခေါက်အဲ့လိုမျိုးပဲဖြေရှားအောင်ပါဆိုပြီးပြောတဲ့အခါကျတော့အခုတော့ဝင်းကြီးတွေကတော့နည်းနည်းအဆင်ပြေသွားပါပြီ။အခုတော့နိုင်ငံရေးအဲတဲ့မှာ ရှိနေရမှာเนาะဆိုတော့အဲ့ဒါမဟုတ်ဘဲနဲ့တခြားဝါသနာရှိတယ်ဆိုလို့ရှိရင် ပြောပြပေးပါအောင်ပြည်သက်ကမောင်ကလေအစိတ်ကူတဲ့လုပ်ငန်းကိုရမ်းကြိုက်တင်ငယ်ငယ်လေးတွေရလေအမေကတော့အမေပြောဘူးတဲ့ဟိုငယ်ငယ်တွေကကစားလို့ရှိရင်ဆေးထိုးတမ်းပဲကစားတတ်တယ်လို့ပြောတယ်မမအားတော့တရားမမမိဘူးပေါ့နော်အဲ့လိုမျိုးပဲဟိုနောက်ဆရာဝန်ဟိုဆေးဟိုဆယ်တန်းအောင်တော့လေအော်အမတ်ကတော့ဆေးချောင်းမမှီတယ်ဆိုတော့မအမေက BED ဆိုတော့ तू ဆရာမဖြစ်စေချင်တယ်မဟုတ်လေအဲ तू က तू ကเจ้าဆရာမမျိုးယိုးတို့မျိုးယိုးမှာတိန်ငေါ်သွားမယ်အဲသမီး သမီးဆိုတာចောင်းဆရာမှာပဲဖြစ်ရမယ်သူတို့ကနည်းနည်းရှီယိုဆန်နေမှာတော့မီဒီယာလေရောမကပဲဟိုပေါ်ဘလခွန်မလဲဒီចောင်းဆရာမှာသမီးမလုပ်ချင်ဘူးသမီးဆရာဝင်မဲ့လုပ်မယ်ဆိုပြီးတော့လေမဝါသနာပါတာတော့အဲစိတ်ကူတာအချင်းမှာပဲထွယ်ထူးစီးပွားရေးဆောင်ပေါ့ဒီဟာဆိုလို့ရှိရင်မြန်မာနိုင်ငံအတွက်လည်းအကျိုးရှိတဲ့ဟာတစ်ခုဖြစ်တယ်လို့တနင်္လာရီတိုင်းတွက်ဆိုလို့ရှိရင်လည်းအကျိုးရှိတဲ့ဟာတစ်ခု ဖြစ်တယ်ပေါ့နော်ဆိုတော့ဒီဟာကိုအခုဒီဘက်အစိုးရမှာအစိုးရလက်ထက်မှာပြန်ဆနေပြီလို့သိရတယ်။အဲဒီဟာနဲ့ပတ်သက်ပြီးတော့လှုပ်ဆောင်နေတဲ့အခြေအနေအဲဒီအခုနောက်ဆုံးအခြေအနေဘယ်လိုများရှိတယ်မသိဘူး။အမတို့ရောက်လာတဲ့အခါမှာဒေါ်ဆန်းစုကြည်ကပြောလဲဆိုတော့အမတို့ state council ကပြောလဲဆိုတော့ဒီ data ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင်ဒီ data ကနေပြီးတော့စီးပွားရေးလုပ်ငန်းတွေဖော်ဆောင်နိုင်မှ data တိုးတက်မယ်ဆိုတော့ဒီရင်းနှီးစိတ်ကမ်းကြီးကလည်းနေရာအနေထားအရန်ကောင်းတယ်။မဟို နလာ၃လလောက်ကြာတော့လေမယူရီယာကိုသွားတယ်သူတို့ရဲ့ရင်းနှဲစက္ကန့်တွေမှလိုက်ကြည့်ရင်ရင်းနှဲစက္ကန့်တွေဘာလို့လိုက်ကြည့်လဲဆိုတော့ဒုနိုင်ငံမှာလည်းဘယ်လိုမျိုးလုပ်ရင်ကောင်းမလဲသူတို့က OSS ကြီးကဘယ်လိုလုပ်လဲစသဖြင့်ပေါ့နော်ဒုနိုင်ငံဆင်းရဲတယ်လေအဲ့တော့မှလိုက်ကြည့်ရဲ့ခါကျတော့ဘာကိုတွေ့သွားလဲဆိုတော့သူတို့နိုင်ငံရင်းနှဲစက္ကန့်တွေမှာဂျပန်ရဲ့ရင်းနှီးမြှုပ်နှံမှု82ရာခိုင်နှုန်းအနည်းဆုံးပဲ ကျွန်မထင်နေရင်တော့သူတို့နိုင်ငံရင်းနှီးစက္ကန့်နဲ့သူတို့ချမ်းသာတော့ယူရီးယားရင်းနှီးမြုပ်နှံမှုကတော့အနည်းဆုံးပေါ့နော်မားစိတ်ထဲမှာတော့80%လောက်ရှိမယ်အတခြားနိုင်ငံတွေမဟုတ်ဘူးသူတို့နိုင်ငံတွေရင်းနှီးစက္ကန့်နေမှာဟော ဂျပန်ရဲ့ရင်းနှီးမြှုပ်နှံမှာ72%တချို့ဆို78%တိရှိရယ်ရင်းနှီးစစ်ကန်တော်တော်များများအောင်မလိုက်လေလာတယ်အသက်သက်မဲ့ပင်ပန်းခံပြီးချိန်အချိန်ယူပြီးလိုက်လေလာတယ်အဲသူတို့ရဲ့လျှက်စစ်ထုတ်လုပ်မှုတွေသူတို့ရဲ့ရေဆိုးဆွန်ပစ္စနစ်တွေရေချိုရရှိမှုတွေမှာအဲ့လိုမျိုးလိုက်လေလာတာပေါ့နော်ဂျပန်ကခုရင်းနှီးမြှုပ်နှံဖို့အတွက်28ရက်နေ့မှာ အော်သူတို့လာပြီးတော့ဗမာပြည်ကိုလာဖို့ရှိပါတယ်။ဒါပေမဲ့ဒီရင်းနှီးစိတ်ကန်းကတော့ဂျပန်2015ခုနှစ်တည်းကစာချုပ်ချုပ်ထားပြီးသားပါ။သူတို့ကဟိုပေါ့နော်ဟိုဘလို့အကြောင်းကြောင်းမှန်းတော့မသိဘူးဗမာပြည်ကိုဟိုမထင်ပါနဲ့ infrastructure ဘိုင်းအားနည်းတယ်လို့ယူဆလို့မလာတာပါ။အခုတော့သူတို့ကိုယ်တိုင်ကက infrastructure တွေသူတို့လုပ်ပေးပါမယ်။လမ်းစမီးအောင်လည်းသူတို့လုပ်ပေးမယ်။အခုလမ်းတွေကောင်းလမ်းတွေဆိုရူရီးယားနဲ့ဆက်တဲ့လမ်းပေါ့နော်။အခုလမ်းတလမ်းတော်တော်ညံ့နေတယ်။မအားတို့ဗမာ engineer အနေနဲ့ကလည်းဒါကို မဆောင်ရွက်နိုင်ဘူးနည်းနည်းလေးနီးပညာပိုင်းအားနည်းနေတယ်အဲ့ဒါတွေသူတို့လုတ်ပေးပါမယ်ဟိုဘက်က tip C ကိုလည်းအဲလုတ်ပေးပါမယ်ဆိုတော့အဲသူတို့ကတိတွေရပြီးတော့မတော့ခုပြန်လုတ်ဖို့လုပ်နေပါတယ်ဟုတ်ကဲ့ပါအခုတို့အချိန်ပေးပြီးတော့ဖြည့်ပေးရတဲ့အတွက်ကြောင့်မလို့ဝင်ကြီးချုပ်ကိုကျေးဇူးများကြီးတင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့